ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကမောင်ပြေဖြိုးပါမောင်ပြေဖြိုးဟုတ်ပြီဟုတ်ကဲ့ထိုင်းပါပါဆရာကြီးဟုတ်ပြီ28နှစ်ပါဆရာကြီးအရွယ်ကောင်းနေနော်ဟုတ်ကဲ့ပါဆရာဒီချက်တည်းထောင်ထောင်မျိုးကိုကြားမှနေရမယ့်အရွယ်ဟုတ်ကဲ့ဆရာကြီးပြိပမှာထိုင်းမှာသူကအလုပ်လို့လည်းမသိဘူးနော်သူကမပါဘူးဆရာကြီးစာတော့ဆိုင်လို့ဟုတ် ဟိုနဲ့ကုမ္ပဏီတို့ဖြစ်မှာပါပဲဟုတ်ကဲ့ဆရာကြီးဟုတ်ပြီပြောပါဆရာကြီးခင်ဗျားအဲ့ကျွန်တော်မှာအဲ့ဘီဘိုးတဲ့3000လောက်ဖြစ်နေပါတယ်သိမ်းမုံ9000ဖြစ်တယ်ဟုတ်သူရဲတယ်သူသူရဲပေးတယ်ဝါလုံးကိုသမီးရည်ကြည့်တာ9000လောက်ဖြစ်နေဟုတ်ပြီအခုဘန်ကောက်ဆေးရုံမှာပြနေပါတယ်တဲ့ဟုတ်ပြီဖြူပူကဟုတ်အသည်းမှာတဲ့1စင်တီမီတာလောက်အသက်ဘူးအသီးလေးတွေရှိတယ်တဲ့ဟုတ်ပါပြီကင်ဆာတော့မဟုတ်ပါဘူးတဲ့ဟုတ်ပြီ ဒါပေမဲ့လဲတဲ့ဆေးလည်းမပေးလို့မတော့ရပါဘူးတဲ့ဟုတ်ပြီဗျာပတ်စံကတော့တဲ့ဘတ်6000တော့ကုန်နေပါပြီခင်ဗျာတဲ့ဟာလုံးသိမြပတ်စံလေးရဆေးကုနေရတာလည်းပဲဟုတ်ကဲ့အမေဆိုအမေရှိအမေဇနီးရှိဇနီးဘယ်ပို့နိုင်တော့နော်ဟုတ်ကဲ့ဆရာကြီးလုတ်တယ်ဆေးကုတယ်လုတ်တယ်ဆေးကုတယ်ဖြစ်နေပါဟုတ်စကျွန်တော်ကလည်းဆေးလေးအရက်ကွန်လဲတဲ့မသုံးပါဘူးတဲ့အဲအဲ့ဒါတော့ကောင်းတယ်ဟုတ်ကဲ့ဆရာကြီးသူ့အတွက်ပေါ့နော်အကြံဉာဏ်လေးပေးပါခင်ဗျာတဲ့ဟုတ်ပြီအဲ့ဒါတော့ ရေတံမူးနဲ့တတိမတူဘူးတော့တော့ဆရာကြံပေးလေ၃မူးနဲ့၅မူးကြာ၃မူးနဲ့၅မူးတော့သွားဟုတ်ရှူရှူပါအောင်ဘယ်လိုသွားအောင်လဲမတက်ရက်ပြီးသွားမတက်ပြီးပေါ့တဲ့ရင်လို့စီကိုမအောင်ပါနဲ့ဟုတ်ကဲ့ဆရာနော်နောက်တစ်ခါရှင်ခါအေးကိုရရရှင်ခါအေးကိုစားပြောင်းစားပါဟုတ်ကဲ့ပါဆရာကျော်ဖန်ဆက်မှန်သမျှနော်နည်းနည်းလေးမှမတုပါနဲ့ဟုတ်ကဲ့မမီးပါနဲ့အခုတော့ပြောလိုက်ရင်နှမမြေကျော်ဖန်ဆက်ဆိုဘာမှမသိဖြစ်မရှိစေနဲ့အကျော်မှန်သမျှမတည့်ဘူး ဟုတ်ကဲ့ပါဆရာ။ဤကြွေးစမှုစားဘုရားကျော် မစားသင့်ဘူး။ငါးကျော်ကျဲ့ကျော်ကျော်ရင်ပြတ်ချက်စား။ခလေးလေးစားတဲ့ငမုတ်ကျော်အာလူကျော်တို့လေပေါင်းတို့အကျော်ကြီးမစားသင့်ဘူး။နော်။သမင်းကျော်ပါရဲ့။အဲသမင်းကျော်လည်းအကျော်ပဲဒီပဲလေမစားသင့်ဘူးလေ။သမင်းကျော်ခောက်ဆွဲကျော်။မုံဟင်းကားတို့အတုတ်တို့ဟုတ်ကဲ့ပါဆရာ။နော်အဲ့ဒါမျိုးပဲစားသင့်ပါလေ။ပြုံတော့ပါ။ဘုမာတော့မရမရမယ်တော့ဆရာမဆရာမသိဘူး။ရှာပါ။မရဆရာမရှိပါဘူး။ထိုင်ရလဲကွာ။ထိုင်ပါ နမနဲ့သိပ်ပေါ်กว่าဘောစာဟာရနော်ဟုတ်ကဲ့စေးလေးစာပြပါပြီးရင်စလေးအရက်ကွန်းသူမသုံးပါဘူးကင်းအောင်နေပါနော်ကောင်းတယ်ဟုတ်အဲ့ဒီရေဦးသားမှန်တော့ပါမြန်မြတ်တော့ပါအနည်းဆုံး3မိနစ်တော့တော့ပါဟုတ်ကဲ့ပါဆရာကြီး။ငါတို့တော့အစီတောက်နိုင်ရင်ပူကောင်းပါလေ။ဟုတ်ကဲ့ပါဆရာ။တောက်ချင်းရဲ့ဟိုတည်းကတော့အကျိုးဆက်ကတော့ရှူရှူပေါ့ပါပါတယ်။ဟုတ်ကဲ့ပါဆရာ။အဲ့ဒါကို ယောက်ျားရဲ့တော့မိမမမိယောက်ျားစီဆိုတဲ့စကားရှိတယ်။မတရားပေါ့ပေါ့ပေါ့ရဲ့ရှိတဲ့ယောဂအဲ့စီးတဲ့မှာမျိုးပါသွားပြီးတော့တက်တာမှာပါလို့ပြောချင်ပါတယ်ဗျာ။ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်။အားလုံးသာဝနာကေဘုရားရှင်ကြပါစီဗျာ။